သမာဓိဋ္ဌိအသိနိဗ္ဗာန်လမ်းပြမှန်မှု အရေးကြီးတယ်။သမာဓိဋ္ဌိအသိအမြင်နဲ့သမာဓိဋ္ဌိအသိအမြင်ကဘယ်အသိလဲဖရာမေးစရာအကြောင်းတရားရှိ။သမာဓိဋ္ဌိအသိအမြင်ကရှိတာကိုသိတာရှိတာကိုမြင်တာရှိတာဘယ်လိုမြင်တယ်လဲရှိတာဘယ်လိုသိတယ်လဲတဲ့ဖရာဟောထားတဲ့တရားဘယ်တရားလဲတဲ့သတိပဋ္ဌာန်တရားလေးပါးကလွယ်လို့နိဗ္ဗာန်ရောက်အောင်တရားမရှိဘူး။ ခန္ဓာ၅ပါးယုံနာတရားတဲ့ဒီဓာတ်ကြီးလေးပါတဲ့ဒီယုံနဲ့ဒီနာဘာရှိသလဲกว่าဓာတ်ကြီးလေးပါရဲ့တဲ့ခန္ဓာ၅ပါးရဲ့တဲ့အာယုံ၆ပါးရဲ့တဲ့အဲသစ္စာလေးပါရဲ့တဲ့မဲ့ခင်ရှင်းပါရဲ့ဒါပဲရှိတယ်တဲ့အဲခန္ဓာ၅ပါးတစ်ပါးပါးကိုမြင်လို့ရှိလို့ချင်းသမာဓိဖြစ်ပါတယ်ခန္ဓာ၅ပါးကိုအခုတော့မမြင်ကြဘူးအဲယူပဲခန္ဓာကိုမြင်ဝေရณะခန္ဓာကိုမြင်သင်ညာကိုမြင် သင်္ခါရကိုမြင်ဝိညာဏကိုမြင်နံခန္ဓာ၄ပါးယုတ်တရားခန္ဓာ၅ပါးတဘာဝမြင်လို့ရှိရင်သမာဓိဋ္ဌိအမြင်သမာဓိဋ္ဌိအသိအမှန်တရားတွေဘာကြောင့်လဲခရဟောထားတာလဲအဲ့ဒီတော့ခန္ဓာ၅ပါးမြင်ဖို့အရေးကြီးပါလေခန္ဓာ၅ပါးမြင်ဖို့အရေးကြီးတာကလည်းသတိရှိမှဖရားကဟောထားတယ်အတိတလုံးအမြတ်ဆုံးတဲ့တချို့အတိတလုံးအမြတ်ဆုံးဆိုသိပြီးရောပေါ့ကွာဒီလိုဆိုလေးဆိုတတ်ရှိသိတာကရှိတယ် မြင်လို့သိတလားဘာကိုသိတလဲမြင်ပြီးသိတာသိတာရှိသိတာသိတာပဲရှိတယ်သိရမှာကဘာလဲတဲ့တမာလို့ဘုရားကဟောတာမိစ္ဆာတဲ့တမာတဲ့မိစ္ဆာအတိလားတမာအတိလားဒီအတိကရှိသေးမိစ္ဆာအတိကဘာလဲခုနဟောလိုက်တာမိစ္ဆာအတိဓကမအမြင်ဓကမအတိလို့သိဒီလိုသိလို့မိစ္ဆာအတိအဲ့ဒါအပယ်သွားမယ်တမာအတိသိရမယ်မြင်တာသိုံသိုံမရဘူး ။သမာဓိကဘယ်လိုအသိလဲတဲ့။ဘုရားဟောထားတဲ့တရားပါလဲတဲ့ခန္ဓာ၅ပါးတဲ့လက္ခဏာ၃ပါးတဲ့ဓာတ်ကြီး၄ပါးတဲ့အာယုံ၆ပါးတဲ့သစ္စာ၄ပါးတဲ့မဲ့ခင်၈ပါးတဲ့ဘုရားဟောထားတာအလကားထားဖြစ်ခဲ့တဲ့တရားမဟုတ်။အဲ့တော့ခန္ဓာ၅ပါးကိုဘယ်လိုမြင်မလဲ။ဓာတ်ကြီး၄ပါးကိုဘယ်လိုမြင်မလဲ။သစ္စာလေးပါးကိုဘယ်လိုမြင်မလဲဆိုတာသဘောတည်းသိရ ခုနဟောလိုက်တဲ့တရားကမရှိတဲ့တရားအန္တပုရုဇဉ်ဝင်းဝင်းကန်းနေဟောတဲ့တရားသိန်းတလာတွေပုံးတဲ့အကန့်ဟောတဲ့တရားအပယ်လေးပါးကိုလူ၁၀သိန်းစီလို့လူတယောက်မှမဖြစ်တဲ့တရားဟောလိုက်တယ်ခုနတုန်းကဟောတဲ့တရားကအခုလူဖြစ်တဲ့တရားဟောတော့မယ်လူသိန်းလို့လူဖြစ်တဲ့တရားဟောမယ်ခုနတုန်းကလူသိန်းလို့လူမဖြစ်တဲ့တရားခွေးတို့ဝက်တို့နွားတို့ကြက်တို့ရေတွေကငါးတို့အပေါ်ကောင်းရင်ပြန်သွားနေတဲ့ငှက်တို့ရေတွေကငါးငရေခံရမယ်တရားဟောလိုက်တယ် ုံးဆုံးမြုပ်မဲ့တရားလူသေးလို့လူမဖြစ်တဲ့တရားအဲ့ဒီတရားကလူသေးလို့လူဖြစ်တဲ့တရားဟောတော့တယ်လူသေးလို့လူဖြစ်တဲ့တရားဘာလဲတဲ့အမှန်မြင်အမှန်သိတဲ့တရားအမှန်ရှိတာကဘာလဲတဲ့ရုပ်နဲ့နာလက္ခဏာ၃ပါးလက္ခဏာ၃ပါးပဲရှိခန္ဓာ၅ပါးပဲရှိဓာတ်ကြီး၄ပါးပဲရှိအာယုံ၆ပါးပဲရှိသစ္စာ၄ပါးမဲ့ခင်ရှိပါဒါပဲရှိဒါကိုပုံကိုယ်တွေမသိဘူး မရှိတဲ့တရားတွေသွားမြင်မရှိတဲ့တရားတွေသိလို့အဲ့ဒါကိုကျုံးနေရောအဲ့တော့ခုနတုန်းကလူသေးလို့လူမဖြစ်တဲ့တရားလူသေးလို့လူဖြစ်တဲ့တရားဟောတော့မှာကိုလူသေးရင်လူဖြစ်ပါတယ်ဗျလူသေးလူဖြစ်တဲ့တရားကဘယ်တရားလဲတဲ့သမာအတိသမာအတိသမာအတိဆိုတာဘာလဲအမှန်သိတာခုနတုန်းကအမှားသိတာမိစ္ဆာသမာအတိဆိုတာဘာလဲတဲ့ရှိတာကိုသိတာ ရှိတာသိတာကဘယ်တရားလဲတဲ့ဘုရားဟောထားတဲ့လက္ခဏာ၃ပါးတက်ကြီး၄ပါးတဲ့ခန္ဓာ၅ပါးတဲ့အာယု၆ပါးတဲ့သစ္စာ၄ပါးတဲ့မဲ့7ပါးဒါဟောတယ်ဘုရားအဲ့ဒီတော့ဒီကနေ့လည်းရှိသေးတယ်လက်ထင်ကလည်းရှိသေးတာပေါ့လေဒီကနေ့တော့အဲနှစ်ချက်ထိုးရဆိုတော့တရားဟောနေရင်ကြားနေမှာဥပဇင်းကလည်းဟောမင်းရင်တရားဓမ္မတွေသဘောပေါက်အောင်တရားတွေဟောခြင်းစိတ်ကအဲဟောမင်းရင်လည်းလက်ထုတ်လို့မရအောင်အဲ့ဒီတော့သဘောပေါက်အောင်တရားတွေတရားဓမ္မတွေကိုသဒ္ဒါနဲ့ဟောတာနော် အာဒီပုပ်ပေါ်ကြဒေါသကြီးကြီးတယ်လို့တော့သိကမထင်နိုင်နဲ့တရားနဲ့သိကြပါသေးတော့ဆိုပြီးတော့စေရနာနဲ့ဟောတာ။နဲစေရနာနဲ့ဟောတာပါ။အဲ့တော့မြန်မြန်သိကြပါသေးလို့အပေတကားပြိပြီးနိဗ္ဗာန်ရကြပါသေးလို့အကြောင်းတရားအကျိုးတရားကြောင့်မလို့ဟောရတာပါဗျာ။အဲ့တော့အခုဟောမှာကဘာလဲတရားဓမ္မများ။သမာအတိလူသေးရင်လူဖြစ်တဲ့တရားဟောတော့ ခုနဟောလိုက်တာကလူသေးရင်းလူသေးရဲ့ခွေးတို့ဝက်တို့နွားတို့ငရဲတို့ဖြစ်မဲ့တရားဟောတယ်။လူမဖြစ်တဲ့တရားဟောတာခုနဟောတဲ့တရား။အခုလူသေးရင်လူဖြစ်တဲ့တရားဘယ်တရားလဲတဲ့။အမှန်တရားကိုဟောတော့မယ်သမာဓိဋ္ဌိ။သမာဓိဋ္ဌိကဘာလဲတဲ့ဘုရားလက္ခဏာ၃ပါးတဲ့။ခန္ဓာ၅ပါးတဲ့အဲ့တော့အခုလက္ခဏာ၃ပါးကိုဟောတော့မယ်။ဒကာရမဗျာအခုသိနေတဲ့တရားက ပုံကိုယ်တွေသိနေတာတို့လည်းမသိဘူးလားတို့လည်းပဲလက္ခဏာသိတာပဲအနေစာဒုက္ခအနာတ္တဒါသိလူတိုင်းသိတယ်ဒီသိကခလေးလေးလည်းသိအနေစာဒုက္ခအနာတ္တဆိုတာခလေးလေးလည်းသိလူကြီးလည်းသိတယ်ဒီသိမျိုးကတော့လက္ခဏာဆိုတာကသဘာဝတရားအဲလက္ခဏာဆိုတာသာမြင်ညအရင်းရှိသာမြင်ညသဘောတရားပဲရှိပရမတ် လက္ခဏာဆိုတာနာဣလက္ခဏာယုတ်ဣလက္ခဏာအတုပါဣလက္ခဏာလက္ခဏာ၃ပါးရှိဖရာကလက္ခဏာ၃ပါးကိုမင်းတို့မြောင်ကြည့်ခန္ဓာ၅ပါးကိုမြောင်ကြည့်တက်ဣသဘောတရားတွေမြောင်ကြည့်နာသဘောတွေယုတ်သဘောတွေလက္ခဏာသဘောတွေကိုကြည့်အဲ့တော့အစ္ဆတတဏ္ဏမှာသမထဝိပဿနာတရားရှင်းညာအတုတဲ့ယောဂီပုဂ္ဂိုလ်မှန်သမျှကတော့လက္ခဏာ၃ပါးမြင်လာလို့ရှိရင်နာသဘောနဲ့သိတယ်ယုတ်သဘောနဲ့သိတယ်ဓာသဘောနဲ့သိသဘောတွေသိဘယ်လိုသိလဲတဲ့ဖရာကဟောထားတဲ့တက်ဣသဘောတဲ့ ဖယားအသိကတော့ဘယ်သိတဲ့တဲ့ပထဝီတဲ့အာဘောတဲ့တေဇောတဲ့ဝါရောတဲ့ဒါဖယားအသိတဲ့ဥပဇင်းလို့သိတာပေါ့ပထဝီတေဇောအာဘောဆိုတာဥပဇင်းလို့မသိဘူးဥပဇင်းလို့သိတာကဘာသိလဲတဲ့အစ္ဆတသန္နာကတင်းတယ်တောင်းတယ်ထုံတယ်ကျင်းတယ်အောက်တယ်ပူတယ်အေးတယ်လှုပ်တယ်ရားတယ်ညွှားတယ်ဒါသိဟောဖယားသိကိုသိတာပေါ့ဖယားသိတယ်ပြောနေလို့တော့အလကားပဲကိုသိတာပြောမယ်အစ္ဆတသန္နာကနေပြီးတော့ပေါ်လာတဲ့သဘောတရားတွေဘာတွေလဲတဲ့သဘောပဲရှိတယ်တင်းတဲ့သဘောတွေတောင်းတဲ့သဘောတွေ ထုံတဲ့သဘောတွေအောင်းတဲ့သဘောတွေကြိုက်တဲ့သဘောတွေကြက်လာတဲ့သဘောတွေချွေးတွေကြလာတဲ့သဘောတွေပူတဲ့သဘောအေးတဲ့သဘောတွန်တဲ့သဘောကားတဲ့သဘောအဲ့ဒါပါလေတဲ့ပေါ်လာတဲ့သဘောကတတ်သဘောတွေတင်းတဲ့တတ်သဘောတောင်းတဲ့တတ်သဘောထုံတဲ့တတ်သဘောအောင်းလာတဲ့တတ်သဘောကျင်တဲ့တတ်သဘောကြိုက်လာတဲ့တတ်သဘောကြက်လာတဲ့တတ်သဘောချွေးကြလာတဲ့တတ်သဘော ပူတဲ့ဓာတဘောအေးတဲ့ဓာတဘောတွန်းတဲ့ဓာတဘောကန်းတဲ့ဓာတဘောငိမ့်နေတဲ့ဓာတဘောဓာတဘောတွေပေါ်လာတဲ့သဘောဟာဓာတဘောယုတ်ဤသဘောကဘယ်သဘောလဲယုတ်ဤသဘောကဘယ်သဘောလဲယုတ်သဘောဒါကပေါ်လာတာပူတယ်ပူတယ်ထုံတယ်ကျင်တယ်ဆိုတာပူတာတဲ့သဘောတွေသဘောတဲ့ဒါကပါလေတဲ့ဓာတဘောတွေပေါ်လာယုတ်သဘောကတော့ပါလေတဲ့ယုတ်သဘောက ပူတာကလည်းပူတာပဲရှိတယ်သူသဘောသူဆောင်းတယ်။ကြိုက်တာကလည်းကြိုက်တာပဲရှိတယ်သူသဘောသူဆောင်းသူသဘောသူဖြစ်တယ်။အောက်တာကလည်းအောက်တာပဲသူသဘောသူဖြစ်တယ်။ကြိုက်တာကလည်းကြိုက်တာပဲသူသဘောသူဖြစ်တယ်။ကြိုက်တာကလည်းဒီမှာမတင်းဘူးမတောက်ဘူး။သူသဘောသူအသီးသီးဖြစ်နေတဲ့ရုပ်သဘောတွေရုပ်သဘောကဘာလဲသူသဘောသူဆောင်းတယ်ဆိုတာအဲ့ဒီဓာတ်သဘောကဘာလဲတဲ့ပေါ်လာတဲ့ဥစ္စာဓာတ်သဘောတွေပူတယ်တင်းတယ်တောက်တယ်ထုံတယ်ကျင်းတယ်အောက်တယ်ကြိုက်တယ်ဆိုတာဓာတ်သဘောတွေ ယုံသဘောကပါလေတဲ့သူသဘောသူဆောင်းနေသူသဘောသူဆောင်းနေဘယ်လိုသူသဘောသူဆောင်းလဲဓာတ်ကြီးလေးပါရှိတဲ့အ ਨੇ ကားတဲ့ဘုရားအသိကတော့ပါလေတဲ့ပထဝီအာဘောတည်သောတဲ့ပထဝီအာဘောတည်သောဝါရောတဲ့ဓာတ်ကြီးလေးပါရှိဓာတ်ကြီးလေးပါရှိတဲ့အ ਨੇ ကားဣစ္ဆတတဏ္ဍာမှာရှာလိုက်တဲ့အချိန်ကသတိပဋ္ဌာန်တရား၄ပါးနဲ့လိုက်လိုက်တယ်နောက်လက်ထက်ကကျွန်မသတိပဋ္ဌာန်တရား၄ပါးပေါ့ဒီကနေ့တော့အတူချုံဟောအဲ့ဒီတော့သတိပဋ္ဌာန်တရား၄ပါးနဲ့လိုက်တော့ဓာတ်သဘောတွေတွေ့တယ် ဓာတ်သဘောတွေပါလဲပူတဲ့သဘောကလည်းပူတဲ့သဘောတင်းတာကလည်းတင်းတဲ့သဘောတောက်တာကလည်းတောက်တဲ့သဘောထုံတာကလည်းထုံတဲ့သဘောအောက်တာကလည်းအောက်တဲ့သဘောကြိုက်တာကလည်းကြိုက်တဲ့သဘောကြက်တာကလည်းကြက်တဲ့သဘောချွေးကြတာကလည်းကြက်တဲ့သဘောသူသဘောသူဖြစ်နေတယ်လို့သဘောသိအဲသူသဘောဖြစ်တကပေါ်လာတာကပူတယ်အေးတယ်လို့ဒီလိုသားဓာတ်သဘောဓာတ်ဤသဘောတရားယုတ်ဤသဘောတရားဒီလိုသိလားဩယုတ်ဤသဘောကပါလဲ မြင်တာကလည်းအစ္စတတနာဓာတ်ကြီးလေးပါးဤသဘောတရားတွေမြင်လိုက်တဲ့တစ်ပြိုင်တည်းထဲအောင်အာယုံငါအာယုံချောင်းနဲ့တိုက်ခိုက်တိုင်းသူ့သဘောမြင်ပြီဘယ်လိုမြင်လဲအွန်မျက်စီကလည်းအသိတစ်ခုပေါ်လာမှမြင်တဲ့သဘောဟောသူ့သဘောပါလားနားနဲ့အသံနဲ့ကြားလိုက်တဲ့အခါလဲအသံပေါ်မှာနားကကြားတဲ့သဘောဟောနားကလည်းသူ့လိုလိုလို့သူ့သဘောအနတ်တစ်ခုပေါ်လာမှနှာခေါင်းကနားတဲ့သဘော လျာနဲ့ရာသာနဲ့စားလိုက်တဲ့ခြင်းကလျာသဘောကလည်းဆိုတဲ့ခြင်းတယ်လို့နာငါခံစားရတဲ့ဝေဒနာဤသဘောသူသဘောသူဆောင်ရတယ်ကိုကလည်းသူသဘောအတွေ့နဲ့တိုက်ခိုက်လိုက်မှသူသဘောဓမ္မနဲ့တိုက်ခိုက်လိုက်မှမနှောကလည်းသူသဘောအိုးတကား၆ပေါ့အာယုံကအာယုံ၆နဲ့တိုက်ခိုက်တယ်သူသဘောသူဆောင်မျက်စိကလည်းသူအမှုလုပ်သူလုပ်တယ်သူသဘောပဲအစင်းတစ်ခုပေါ်လာမှ तू ကမြင်တယ်အတန်ကို तू ကမမြင်မကြားဘူးအတန်ပေါ်လာမှနားကြား အနတ်နာမနှာခေါင်းမှာနာတယ်သူ့လုံသူ့လုံတယ်သူ့သဘောပါလားဒီလိုသိရုပ်သဘောကိုသိတာရုပ်သဘောသိဓာတ်သဘောကိုလည်းသိဓာတ်သဘောလည်းသိတယ်ရုပ်သဘောလည်းသိဒီလိုသိရပါသားတွေကအသိမျိုးမဟုတ်ဘူးအဲ့တော့ဒီလိုသိလာတော့ခန္ဓာကနေပြီးတော့ဟောသူ့သူ့သဘောသူအသိနဲ့ဒီလိုလိုက်ပြီးတော့သင်ញင်တော့ပြီးဘာဝနာမရညာနဲ့အဲ့ဒီမှာသင်ញင်ကြည့်ဩတကား၆ပောက်ကအာယုံ၆ပါသူ့လုံသူ့လုံပါပါရုပ်သဘောကသူ့လုံသူ့လုံပါတယ်မြင်တဲ့သဘောကြားတဲ့သဘော နာမ်တဲ့သဘောအသင်ကလည်းအသင်သဘောအတန်ကလည်းအတန်သဘောအနတ်ကလည်းအနတ်သဘောယတာကလည်းယတာသဘောအတွေ့ကလည်းအတွေ့သဘောဓမ္မကလည်းဓမ္မသဘောမျက်စိကလည်းမြင်တဲ့သဘောနားကကြားတဲ့သဘောနာမ်တဲ့သဘောသူသဘောသူလောက်ကြပါလားသဘောကိုသိသူသဘောသူလောက်တယ်လို့သိအဲရုပ်သဘောအဲရုပ်လက္ခဏာတခါပြန်ကြည့်လက္ခဏာလက္ခဏာသဘာဝကိုကြည့် ဒါကယုတ်သဘောပြောတာပေါ်လာတာကဓာတ်သဘောပြောတာသူသဘောသူလုတ်တယ်ဆိုတာကယုတ်သဘောပြောတာလက္ခဏာပြန်ကြည့်ဖခင်ကလက္ခဏာမြောင်ကြည့်ဆိုထားတာကိုကြည့်တယ်လက္ခဏာယုတ်လက္ခဏာကိုကြည့်ဘယ်လိုကြည့်လဲယုတ်ခဏာဩမျက်ကြည့်ရလဲခဏမြင်ခဏပြက်အတန်တခုကြားလဲမြင်အစင်းကလည်းခဏပြက်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 ဩမြင်နေမြင်နေမြင်ပြက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 ် ်ဖြစ်လက်ပြက်လက်ဖြစ်လက်ပြက်လက်ဩတခုပြီးတခုဖြစ်လက်ပြက်လက်ဖြစ်လက်ဖောက်ပြန်ဖြစ်ပြက်နေတဲ့သဘောတရားလက္ခဏာပါလားဆိုတော့အဲ့ဒါပါမြင်ညာမျက်စိပေါက်ကနေရုပ်လက္ခဏာကတခုပြီးတခုဖြစ်လက်ပြက်လက်ဖောက်ပြန်နေရုပ်လက္ခဏာပါလားလို့ဒီလိုသိအဲ့ဒါမှရုပ်စစ်နံစစ်ကိုတခါတည်းမသိတော့ဖောက်ပြန်နေရုပ်လက္ခဏာပါလားလို့ဖောက်ပြန်နေသဘောကိုသိရတယ်ရုပ်ကိုပိုင်းခြားသိရတယ်ရုပ်ပိုင်းခြားတယ်ဖောက်ပြန်တဲ့ရုပ်လက္ခဏာကိုသိလိုက်တဲ့တပြိုင်တည်းဖောက်ပြန်တယ်လို့သိတာဘယ်လိုသိတာနားသိတာ နန္ဒီမိတဲ့အေကောဓမောတခုတည်းတီအောင်ရှုလိုက်။ဘာလို့တီအောင်ရှုလိုက်တယ်လဲ။အော်။မြင်လိုက်တဲ့အစားမျက်စိကလည်းသူ့သဘောသူ့လုပ်တယ်။မြင်ကြတော်တော်ကြာမဲတာလည်းမြင်တယ်၊ညီတာလည်းမြင်တယ်၊ရှည်တာလည်းမြင်တယ်၊တူတာလည်းမြင်တယ်၊ဝတာလည်းမြင်တယ်၊ဖြစ်လိုက်ပြလိုက်ပြလိုက်ဖောက်ပြန်တယ်။သဘောတရားပါလား။ရုပ်လက္ခဏာဆိုတာရုပ်သဘောကမြင်တဲ့သဘောအသင်းကလည်းသူ့သဘော မြင်တာကလည်းသူသဘောတခုပြီးတခုပြောင်းလဲသွားတဲ့သဘောတရားလေးဟာပြန်ပါလဲဖောက်ပြန်တဲ့ယုတ်လက္ခဏာသဘောယုတ်လက္ခဏာပါလားဖောက်ပြန်တဲ့ယုတ်လက္ခဏာပါလားအဲ့ဒီတော့အစ္ဆတသန္နာမဟာဘုံဓာတ်ကြီးလေးပါပေါ်မှာလဲဖောက်ပြန်တဲ့ယုတ်လက္ခဏာမြင်ပြီတင်းနာပေါ်လဲဖောက်ပြန်တဲ့သဘောတရားတောင်းနာပေါ်လဲဖောက်ပြန်တဲ့သဘောတရားထုံနာပေါ်လဲဖောက်ပြန်တဲ့သဘောတရားကြိုက်ထားပေါ်လဲဖောက်ပြန်တဲ့သဘောတရား က်လာတာပေါ်လဲဖောက်ပြန်တဲ့သဘောတရားချွေးကြလာတာပေါ်လဲဖောက်ပြန်တဲ့သဘောတရားပူတာပေါ်လဲဖောက်ပြန်တဲ့သဘောတရားအေးဓာပေါ်လဲဖောက်ပြန်တဲ့သဘောတရားလှုပ်ထားပေါ်လဲဖောက်ပြန်တဲ့သဘောတရားကန္နာပေါ်လဲဖောက်ပြန်တဲ့သဘောတရားငိမ့်နေတာပေါ်လဲဖောက်ပြန်တဲ့သဘောတရားဖောက်ပြန်တာပဲရှိတယ်အဲ့ဒီတော့အစ္ဆတတသဏ္ဍာန်ကဓာတ်ကြီး၄ပါးယုတ်တရားတွေပေါ်ကဖောက်ပြန်တဲ့ယုတ်လက္ခဏာမြင်လိုက်တဲ့ဝိဇ္ဇာ ပညာဖြစ်သွားတဲ့တပြိုင်နက်တည်းဗဟိတကြပြန်တော့မြင်လိုက်တဲ့အသင်းတစ်ခုလည်းဖောက်ပြန်တဲ့သဘောတရားအနံပေါ်မှာလည်းဖောက်ပြန်တဲ့သဘောတရားအနတ်တစ်ခုပေါ်လာလည်းဖောက်ပြန်တဲ့သဘောတရားရာသာစားခိုင်းမှလည်းဖောက်ပြန်တဲ့သဘောတရားကိုယ်နဲ့အတွေ့ထိခိုက်မှလည်းဖောက်ပြန်တဲ့သဘောတရားမနှောနဲ့ဓမ္မနဲ့ထိခိုက်မှလည်းဖောက်ပြန်တဲ့သဘောတရားတလောကာတလုံးမှာပြည့်မြင်စိတ်ကဲကြားစိတ်ကဲနားစိတ်ကဲမြင်တာရဲ့ကြားတာရဲ့နားတာရဲ့ သာရာရဲ့မထိတာရဲ့သိတာရဲ့ယုတ်လက္ခဏာမြင်သွားပြီယုတ်လက္ခဏာမြင်သွားယုတ်လက္ခဏာမြင်သွားပြီတကား၆ပောက်ကအာယုံ၆ပါးဟာသမာအတိတ်သာရဲတော့သမာဒိဋ္ဌိပေါ့ဗျာမိစ္ဆာဒိဋ္ဌိတဲ့သမာဒိဋ္ဌိတဲ့ဒိဋ္ဌိကြီးပဲမိစ္ဆာဒိဋ္ဌိဆိုတော့အမှားသိတာမိစ္ဆာပေါ့လေအမှန်သိတာကသမာသမာဒိဋ္ဌိပေါ့လေဒီသူလည်းဒိဋ္ဌိပဲသိတာဆိုတာဘာလဲအမှားသိအမှန်သိဒိဋ္ဌိကြီးတတ်တာသမာအတိတ် ပမာဒိဋ္ဌိတဲ့မိစ္ဆာဒိဋ္ဌိတဲ့မိစ္ဆာဒိဋ္ဌိကအမှားတမာဒိဋ္ဌိကအမှားအဲ့ဒီတော့ရုပ်လက္ခဏာမြင်လိုက်တဲ့တပြိုင်နက်တည်းတဲ့တမာဒိဋ္ဌိဖြစ်သွားတာပဲအမှန်တရားမြင်တာမျက်စိပေါက်ကနေပြီးတိမ်သလားတွေလွတ်သွားအသင်းတစ်ခုပေါ်လာပြန်လဲတဲ့အေကောဓမ္မတစ်ခုတည်းတည်သွားတယ်ဖြစ်ပြက်ဆုံးသွားတယ်နာဖြစ်ပြက်ဆုံးသွားတယ်ရုပ်လက္ခဏာတစ်ခုတည်းဖြစ်နေတယ်ဖြစ်ပြက်မရှိတော့ဘူးဘာပဲပေါ်ပေါ်တကား၆ပေါက်အာယုံကအာယုံ၆နဲ့တက်ခိုက်တိုင်းတက်ခိုက်တိုင်းဘာလို့သိတော့တယ်လဲတဲ့ ရုပ်လက္ခဏာတစ်ခုတည်းတင်းနေပြီရုပ်လက္ခဏာတစ်ခုတည်းဖြစ်ပျက်ဆုံးနေပြီဖြစ်ပျက်ဆုံးနေဆိုတာဘယ်ဟာခေါ်တာလဲအဲဖြစ်ပျက်ဆုံးနေဆိုတဲ့ဥစ္စာနာဖြစ်ပျက်ရုပ်ဖြစ်ပျက်တယ်အခုကနာဖြစ်ပျက်ရုပ်ဖြစ်ပျက်မှာနာဖြစ်ပျက်ဆုံးနေပြီဘယ်စိတ်ဖြစ်ပျက်ဆုံးတယ်လဲတဲ့ရုပ်ပေါ်မှာရုပ်လက္ခဏာသူကရှုရုပ်လက္ခဏာရှုတော့နာဖြစ်ပျက်ဆုံးနေဘယ်ဟာဆိုလဲရုပ်ဖောက်ပြန်တဲ့သဘောတရားတစ်ခုတည်းပေါ်မှာတီးနေဘယ်ဟာတီးနေလဲတဲ့ရုပ်ပေါ်မှာတီးနေနာသိ့ ဘုရားဆုံးသွားတယ်နာမ်ဖြစ်ပြဆုံးသွားတယ်အတိတ်ကာလတုန်းကမြင်တဲ့အမြင်တွေမိမာမြင်လို့မိမာသိတဲ့စိတ်ချုပ်ပြီးယောက်ျားမြင်လို့ယောက်ျားသိတဲ့ချုပ်ပြီးမရှိတဲ့စိတ်တွေချုပ်ကုန်ပြီးခွေးကိုမြင်လို့ခွေးကိုသိတဲ့စိတ်ချုပ်သွားပြီးဝက်ကိုမြင်လို့ဝက်ကိုသိတဲ့စိတ်ချုပ်သွားပြီးရေကိုမြင်လို့ရေကိုသိတဲ့စိတ်ချုပ်သွားပြီးတောကိုမြင်လို့တောကိုသိတဲ့စိတ်ချုပ်သွားပြီးဘဲကိုမြင်လို့ဘဲကိုသိတဲ့စိတ်ချုပ်သွားပြီးကြက်ကိုမြင်လို့ကြက်ကိုသိတဲ့စိတ်ချုပ်သွားပြီး နားနဲ့အသံနဲ့ကြားလိုက်တဲ့အခါခွေသားမဲဝက်သားမဲလေဒီဦးသားမဲဘုံမှုကြီးအသံမဲလောင်စပီးတန်းသားမဲသားရနှစ်သက်တဲ့ဥစ္စာတွေချုပ်ဒီစိတ်တွေချုပ်နှကောင်းနဲ့အနာနဲ့ထိမှန်လိုက်တဲ့အချိန်ကမှုလိုက်တာသင်လိုက်တာပုပ်စောနာနဲ့ရှင်စောနာနဲ့ဆိုတဲ့စိတ်ဓာတ်သင်္ခါရတွေချုပ်ကုန်မြဲလျာနဲ့ရာသာနဲ့စားလိုက်တဲ့အချိန်ကချိုးတဲ့ချင်းနဲ့ငါနဲ့စတဲ့ပူတဲ့ခါတဲ့ဆိုတဲ့စိတ်ဓာတ်သင်္ခါရတွေချုပ်ကုန်မြဲမရှိတဲ့စိတ်တွေချုပ်ကုန်အဲ กูเนี่ยด้วยเนี่ย ที่มาไล่เจริงค่ะตีไล่ชาตองไล่ชาทงไล่ชาเจริงไล่ชาเอาไล่ชาไกลไล่ชาปูไล่ชาอีไล่ชาสุดเด็ดเสกเจ้าโกงเมียนำชิบเจ้าส่งเออชอบไหมมันน้อยเนี่ยทำมาเนี่ยป้องท่งไล่เจริงค่ะกองเนี่ยมากองเนี่ยสุดามาสิเสกมาเพี้ยตัวบูแต่ก้าชาวปากาเสกจ่าเจริงคารันนำชิบเจ้าส่งตัาไี ဘယ်ဖြစ်ပြဆုံးသွားလဲတဲ့ဘာကိုမြင်လို့ဖြစ်ပြဆုံးသွားတဲ့ရုပ်လက္ခဏာပေါ်မှာဧကောဓမ္မတခုတည်းတည်သွားပြီဘယ်လိုတည်သွားလဲပြစ်စုံပါအကြောင်းအားလျော်သွားအာယုံငါအာယုံ၆နဲ့တိုက်ခိုက်တိုင်းတိုက်ခိုက်တိုင်းဘယ်လိုမြင်လဲမဟာသောတာပန်ကြီးအမြင်အသိကရုပ်လက္ခဏာတခုတည်းတည်နေပြီအသိတခုမျက်သိနဲ့တိုက်ခိုက်လိုက်ပြန်လဲဖောက်ပြန်တဲ့သဘောတရား အတန်တစ်ခုပေါ်လာလဲဖောက်ပြန်တဲ့သဘောတရားအနတ်တစ်ခုပေါ်လာလဲဖောက်ပြန်တဲ့သဘောတရားရာသာတစ်ခုစားလိုက်ပြန်လဲဖောက်ပြန်တဲ့သဘောတရားအတွေ့တစ်ခုပေါ်လာလဲဖောက်ပြန်တဲ့သဘောတရားဓမ္မတစ်ခုပေါ်လာလဲဖောက်ပြန်တဲ့သဘောတရားလှနာလေးလဲဖောက်ပြန်တဲ့သဘောတရားချလိုက်တာလေးလဲဖောက်ပြန်တဲ့သဘောတရားထိုင်တာလေးလဲဖောက်ပြန်တဲ့သဘောတရားယူတာလေးဖောက်ပြန်တဲ့သဘောတရားပေါက်လိုက်တာလဲဖောက်ပြန်တဲ့သဘောတရားအိတ်လိုက်တာလဲဖောက်ပြန်တဲ့သဘောတရားဖောက်ပြန်တဲ့ခုဖောက်ပြန်တဲ့တစ်ခုလဲ ဲရှိတယ်ဧကောဓမောတခုတည်းဖြစ်နေပီတိဒုက္ခဧကေရဖြစ်နေမျက်စိပေါက်ကလည်းပါလေတဲ့ပီတိဆိုတော့ပါလေရုပ်လက္ခဏာပေါ်မှာနှစ်သက်ပြီးတော့တည်ကြည်တာပါလေအဲ့ဒီရုပ်လက္ခဏာပေါ်မှာတည်တာပီတိအဲပီတိတဲ့ဒုက္ခတဲ့အဲကိလေသာအဲ့ဒီပေါ်မှာလွတ်နေရာကစိတ်ဒေါသစိတ်မောဟစိတ်ချုပ်နေပြီအဲ့ဒီပေါ်မှာချုပ်နေတာပါလေတဲ့ပီတိဒုက္ခချမ်းသာတယ်ဧကဂရာတဲ့ရုပ်လက္ခဏာတခုတည်းမပြောင်းမလွှဲတော့ဘူးစိတ်ကလေးတည်ကြည်နေအဲ့ဒီပေါ်မှာပီတိဒုက္ခဧကဂရာတည်နေအဲ့ဒါမှဇာအင်္ဂါ၅ပါးရတယ် အဲ့ဒီဇာရပြီဆိုရင်နတ်ပြေသွားပြီလားမှတ်တော့စိတ်သာချဘာကြောင့်နတ်ပြေသွားလဲတဲ့သမာဓိဖြစ်နေပြီယုတ်တခဏမြင်နေပြီအဲ့ဒါကြောင့်လို့မျက်စိပေါက်ကလည်းသီလသမာဓိပညာပြည့်စုံပြီမျက်စိပေါက်ကဘယ်သီလလဲတဲ့ຢາກະດໍສາໂມຫະဆိုແລະສိတ်ຈິມဖြစ်တော့ဘူးမျက်စိပေါက်ກະອະທຸຕະເລເລົ່ຖိန်ຍາແລະມະນະງາບາຍາງາບາອໍເຫຄໍນຍາແລະທີລາມຍໍຫມໍຄູອະທິທີລາຜິດນິບີອະທິສိတ်ຕາແລະອະທິປညာແລະອະທິທີລາເບທີລາແລະອິນດຣິຍະຕາວະລະດະກາ6ປောက်ອາຍຸ6ປາຫະພຽງ ဖောက်ပြန်တဲ့ရုပ်လက္ခဏာသဘောတခုတည်းဖြစ်နေတယ်။နာဖြစ်ပြဆုံးနေတယ်။အဲ့ဒီလိုဆုံးနေတော့မျက်စိပေါက်ကလည်းຢာကဒေါသမောဟအပယ်လေးပါးသွားစေတတ်တဲ့ကံနေမရှိတော့ဘူး။ချုပ်ပြီ။ဒါကြောင့်မလို့အရိယသူတော်ကောင်းများမျက်စိပေါက်ကလည်းစိတ်တခဏလေးနဲ့ငါအပယ်လေးပါးကိုမကြတော့ဘူး။ အပယ်သွားမဲ့ကံမဖြစ်တော်ဘူးငါအပယ်တကားပိတ်ပြီနားဘောက်ကလည်းငါအပယ်တကားပိတ်ပြီနှာခေါင်းဘောက်ကလည်းအပယ်တကားပိတ်ပြီလျှာဘောက်ကလည်းအပယ်တကားပိတ်ပြီကိုယ်ဘောက်ကလည်းအပယ်တကားပိတ်ပြီငါတန်ရောစဉ်သုံးပါးငါပယ်လိုက်ပြီကာလဝိမု ക്തി စိတ်ဖြစ်ပြီငါဘင်စုံမြင်ပြီလို့ဆိုဘင်စုံဆိုတာဘယ်ဟာလဲဝေဒနာဖြစ်ပြီးပြတ်တာဒါဘင်စုံခေါ်တာပဲဘင်စုံဆိုတာဘာလဲတဲ့အတိတ်တန်ရောစဉ်ပြစ္ဆုတ်ပန်တန်ရောစဉ်အနာဂတ်တန်ရောစဉ်အတိတ်ဥပါဒံခန္ဓာ၅ပါး ပစ္စုပန်ဥပါဒံခန္ဓာ၅ပါးအမှားခန္ဓာ၄အနာကလည်းဥပါဒံခန္ဓာ၅ပါးငါမရှိတော့ဘူးဆိုတာသိတာ အတိတ်ကာလတုန်းကမျက်စိကနေပြီးတော့ငါမြင်ခဲ့တယ်အတိတ်ကမြင်ခဲ့တာဒကမမြင်ဒကမသိတယ်ငါအခုပြစ္ဆုတ်ပံကာလလည်းဒကမမြင်ဒကမသိတယ်အခုပြစ္ဆုတ်ပံကာလဒကမမြင်ဒကမသိရင်အနာကလည်းငါဒကမမြင်ဒကမသိလိမ့်အောင်မယ်အတိတ်ကခွေးမြင်ခွေးသိခဲ့တယ်အခုလည်းပြစ္ဆုတ်ပံခွေးမြင်ခွေးသိတယ်အနာကမြင်အခုပြစ္ဆုတ်ပံကာလမှာတမာတမာအမြင်မှမသိရဲ့အနာကလည်းခွေးမြင်ခွေးသိအောင်ပါပဲ အာတန်ရောစဉ်၃ပါးပါလားအတိတ်ကလည်းဥပါဒံခန္ဓာဖြစ်ခဲ့တယ်အခုပြစ္ဆုတ်ပန်လည်းဥပါဒံခန္ဓာ၅ပါးဖြစ်နေပြန်ပြီအနာကလည်းဥပါဒံခန္ဓာ၅ပါးဖြစ်အောင်မယ်အတိတ်ဥပါဒံပြစ္ဆုတ်ပန်ဥပါဒံအနာကဥပါဒံအတိတ်တန်ရောစဉ်ပြစ္ဆုတ်ပန်တန်ရောစဉ်အနာကတန်ရောစဉ်တန်ရောစဉ်၃ပါးညှိတွဲနေပါလားဆိုသည့်ငါအခုတန်ရောစဉ်သုံးပါလွတ်မြောက်ပြီအတိတ်တန်ရောစဉ်လည်းငါပယ်လိုက်ပြီပြစ္ဆုတ်ပံကအမှခန္ဓာမဖြစ်တော့ဘူးအမှန်တရားသမာသမာအတိဖြစ်နေပြီပြစ္ဆုတ်ပံတန်ရောစဉ်လည်းငါလွတ်ပြီ အခုပြစ္ဆုတ်ပန်တန်ရောစင်တော့ရင်အနာကဥပါဒံတန်ရောစင်ငါမဖြစ်တော့ဘူးငါတန်ရောစင်သုံးပါငါပယ်ပြီးပါပြီလားဆိုတာမဟာသောတာပါညဒီလိုသိတာစာထဲကဒီလိုသိတာမဟုတ်ဘူးအဲ့တော့ခန္ဓာမှာကာလဝိမု ക്തി စိတ်တန်ရောစင်သုံးပါမျက်စိပေါက်ကလည်းကာလသုံးပါလွတ်မြောက်နေတဲ့အစွန်းလေးကိုကာလဝိမု ക്തി စိတ်ကိုမြင်တာမှာအဲ့ဒါမှဘင်ဇွန်လို့ခေါ်တယ်အဲ့ဒါဘင်ဇွန်မြောင်ကြည့်ကြည့်ဆိုတာအဲ့ဒါဘင်ဇွန်ဆိုတာ ဉာဏ်ရှိပေါက်ကလည်းကာလသုံးပါးလွတ်မြောက်တဲ့အစွန်ဘာကြောင့်လွတ်မြောက်နေလဲအစွန်လဲတဲ့တန်ရောစဉ်သုံးပါးပယ်လို့အဲသောတာပန်များဟာဒိဋ္ဌိဝိနိကိစ္စကိလေသာနှစ်ပါးပယ်တတ်တယ်လို့ပြောတယ်ဒိဋ္ဌိဝိနိကိစ္စကိလေသာနှစ်ပါးပယ်ရလဲတဲ့မိစ္ဆာဒိဋ္ဌိကအမှားမြင်တဲ့ဥစ္စာပယ်လိုက်ပြီးအမှန်တရားကိုရုပ်ဤလက္ခဏာသဘာဝကိုတမာအသိမြင်နေပြီတမာဒိဋ္ဌိဖြစ်နေပြီတမာဒိဋ္ဌိအေကောဓမ္မတစ်ခုတည်းတည်သွားတော့ အတိတ်ကာလပြစ္ဆုတ်ပံကာလအနာဂတ်ကာလအမားကာလမဖြစ်တော့ဘူးအမားတန်ရောစင်နေပယ်လိုက်ပြီအမားသာတိနေတော့တယ်အမားတမာဒိဋ္ဌိဖြစ်နေလို့အဲ့ဒါပါလေတဲ့ကာလသုံးပါအဲအတိတ်ယုံမာခြင်းနဲ့လွတ်သွားတယ်ပြစ္ဆုတ်ပံယုံမာခြင်းအနာဂတ်ယုံမာခြင်းမဖြစ်တော့ဘူးတန်ရောစင်သုံးပါလွတ်သွားတယ်ယုံမာခြင်းဆိုတာပါလေတချို့သာစာတွေကပြောနေပြောတာဖရာယုံကြည်ခြင်းတရားယုံကြည်ခြင်းသံဃာယုံကြည်ခြင်းနဲ့အရိယာသူတော်ကောင်းများကတော့ဘယ်ဟာကိုယုံမာခြင်းဖြစ်နေတယ်လဲဝိနည်းကိစ္စဖြစ်နေတယ်လဲအတိတ်ကိုလည်းယုံမာခြင်း စ္ဆုတ်ပံခန္ဓာ၅ပါးလည်းယုံမှားခြင်းအနာကခန္ဓာ၅ပါးလည်းယုံမှားခြင်းသာသမာကတော့ဖရားယုံကြည်ခြင်းတရားယုံကြည်ခြင်းသံဃာယုံကြည်ခြင်းလည်းအဲ့ဒါပြည့်ညတ်ကြည့်အရိယသူတော်ကောင်းကခန္ဓာကိုရှာကြည့်တော့ပစ္ဆုတ်ပံခန္ဓာ၅ပါးအတိတ်ခန္ဓာပစ္ဆုတ်ပံခန္ဓာအနာကခန္ဓာအတိတ်သာရောက်တဲ့ပစ္ဆုတ်ပံသာရောက်တဲ့အနာကသာရောက်တဲ့ဒီသံရောက်တဲ့သုံးပါးလွတ်မြောက်တယ်ဆိုတဲ့အစွန်ဘင်းဆုံးကိုမြင်အဲ့ဒါမှနိဗ္ဗာန်ကိုမျက်မှောက်ပြုအဲ့ဒါကြောင့်မလို့ဒကာဒကာမများအခုလာရောက်တဲ့ဒကာကကျောင်းသူကျောင်းသားတွေ အရေးကြီးဆုံးအချက်ကဆရာနှီးပြီးလမ်းပြမှန်မှုအရေးကြီးပါတယ်လို့ဆရာမှားနေတဲ့တွေ့လို့ရှိရင်သံတရာနွန်နဲ့ပါလိမ့်မယ်တဲ့အခုဟာဖြင့်ဒကာဒကမာများចောင်းသူចောင်းသားတွေဟာဖြင့်ဒကာကြီးဥတည်ညွန့်ကနှီးပြီးလမ်းပြအဲဆရာကောင်းလမ်းပြီးညွန်ပြတဲ့ဆရာကြီးဖြစ်ပါတယ်လို့အဲ့တော့အဲ့ဒီဆရာကြီးကိုယေရှုတင်ညာဥပဇင်ကလည်းအဲ့ဒီဆရာကြီးအကြောင်းတရားကြောင့်အခုအကျိုးတရားတက္ကသိုလ်ဓမ္မယုံကြီးကိုလာပြီးတော့တရားဟောရတယ်တရားပြရတယ်ဥပဇင်ကတော့တရား ကိုအလုတ်သမားဗျာဥပ္ပအပြောသမားမဟုတ်ဘူးအလုတ်လုံးမှကြိုက်တယ်အပြောသမားကိုဥပ္ပဇင်ကလုံးဝလက်သင်ခါဘူးအလုတ်သမားမှဥပ္ပဇင်ကကြိုးစားအဲသဘောကျတယ်အဲ့ဒီတော့တက္ကသိုလ်ကျောင်းသားတွေအလုတ်လုံးဖို့ကဥပ္ပဇင်ကတိုက်တွန်းပါတယ်လို့အဲ့ဒီတော့အလုတ်လုံးမှပဲဥပ္ပဇင်ကကျေနပ်ပါတယ်လို့အဲအခုတော်လဲတော်တော့ပါပြီအဲ့ဒီတော့အခုလာရောက်တဲ့ဒဂါရမတွေမနုဿတ္တဒုံလဘရာခဲသောတရားလူရဲလို့ဖြစ်တဲ့အချိန်ခါမြတ်စွာဘုရားသာသနာတော်ကြီးနဲ့မိတဲ့အချိန်ခါအဲသာသနာတော်ကြီးနဲ့မိတဲ့အချိန်ခါဓမ္မယရနာတွေနဲ့ပွင့်နေတဲ့အချိန်ခါ သုံးသုံးပလဲဖေကြပါပြီလို့လောကတပညာလေးတွေနဲ့တင်းတိမ်မနေနဲ့လောကီအကျိုးသာရမယ်လောကုတ္တရာအကျိုးမရဘူးအဲ့ဒီတော့အခုပြစ္ဆုတ်ပံကာလသာသနာတော်ကြီးနဲ့မှီတဲ့အချိန်ခါသမထဝိပဿနာတရားကျင့်ညာအထုံနိုင်ရပြီးမိစ္ဆာဒိဋ္ဌိအတိအမြင်ကနေပြီးသမာဒိဋ္ဌိအတိအမြင်မြင်ကောင်းသိကောင်းနိုင်ရပါစေတော့တရီသာဓုသာဓု Ah.